တန်ဆာရဲ့ပထမဆုံးပုဒ်တယ်တူတော်တဆေကိုဘာဖြစ်လို့တဲပြက်တာလဲအဲတူတော်တဆေကိုဘာလို့တဲပြက်တာလဲဆိုတော့ကျွန်တော်တို့အမှုပညာသေးတွေဆိုတာပရိုဂျူဆာမွေးရတာပေါ့နော်ပရိုဂျူဆာမွေးရဟာတူဆောင်လည်းမွေးရပရိုဂျူဆာမွေးရပရိုဂျူဆာမွေးရဆိုတာသူအကျိုးရှိမှကျွန်တော်တို့အကျိုးရှိမှလေအဲ့တော့သူအကျိုးမရှိရင်ကျွန်တော်တို့လည်းအကျိုးမရှိဘူးအဲ့တော့အဲ့ပရိုဂျူဆာကိုအကျိုးရှိဖို့အတွက်ပရိုဂျူဆာပစ္စံပြန်ရမယ်ကာမျိုးကျွန်တော်တို့ကရိုက်ရတယ်အဲ့ဒီရိုက်တော့အချိန်ကြီးကဒီလိုမဟုတ်သေးဘူးပေါ့နော် လုံမုတ်တဲ့အခြေအနေမှာအဲ့တော့ကျွန်တော်ကရဲ့ထုံးစံသူများတွေတရေကားတွေကျွန်တော်တရေကားကိုကျွန်တော်ဆ ਾਇ ရခဲ့တယ်အများကြီးပဲဒါပေမဲ့သူများတွေလိုက်ရိုက်နေတယ်ကျွန်တော်မရိုက်တော့ဘာဖြစ်လို့ဒါဆိုအဲ့လိုသူများတွေရိုက်တဲ့ဟာမတူချင်တာအခုကျွန်တော်ကပြန်ရိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူများရိုက်တဲ့တရေကားနဲ့မတူတဲ့ဟာတခုလိုက်ပြတာဒါပဲကိုယ့်ရဲ့ဒီမှာဆိုရင်ပေါ့နော်အော်ကျွန်တော်တို့ပြောစရာဖြစ်တာကတွားရိုက်တဲ့နေရာ ဒါရန်လိုက်ဖက်တယ်အာနိုင်စင်းလို့ဆိုရန်စိတ်ချောက်ချားကြကောင်းတယ်နောက်ပြီးတော့တို့ဆိုရွေးချယ်မှုမှာအကြံနဲ့ဟာတော့ကျွန်တော်တို့မပြောလို့ပေါ့နော်မှတ်မှတ်တင်နေကိုကောက်ကောက်ကွင်းကွင်းမြင်ခါလာကသူတော်မှတ်တင်နဲ့ဥအလောကဘာဖြစ်လို့ရေးပြတာလဲဖြစ်နေတယ်အဲ့တော့ဥအလောကကိုချန်ကိုနိုင်ကြီးကတော့ပြောစရာမလိုဘူးပေါ့နော်သူသူကသူဒါအကယ်မီကြော်ရအောင်ဟိုကလည်းအကယ်မီချမ်းသာကြီးဆိုပေါ့အဲ့တော့သူတို့နှစ်ယောက်ဒီခုနဝိတ်ချင်းအားဖြင့် ဟိုပြိတ္တကြိုက်တာကြည့်မတူဘူးဒါပေမဲ့နှစ်ယောက်သုံးပြီးအကယ်မီဖြစ်တာတူတယ်ကယ်မီဖြစ်တာတူဆိုအဲ့တော့ကယ်မီချမ်းသာကြီးဆိုဟိုရွေးလိုက်တဲ့အချောင်းညာအဲ့ဒီနေရာမှာမြင်ဘူးနေကြလူတယောက်မဖြစ်ချင်တာဟုတ်မြင်ဘူးနေကြလူတယောက်ဖြစ်ရင်ဘာအိုက်တင်လုပ်တော့မယ်ဆိုရင်သိတယ်အတိပြီးတော့နောက်တစ်ခါဘယ်လိုကရိုက်တာမျိုးမှချထားတော့မယ်ဆိုတော့သိတယ်အဲ့တော့ကိုချမ်းသာကြီးဆိုတော့တုံးလိုက်ခြင်းအပြင်သူ့ရဲ့ကရိုက်တာမှတ်လို့မရဘူး အဲ့မှန်းလို့မရတဲ့ဟာကိုလို့ကြတယ်နောက်တစ်ခုကကိုနိုင်ကြီးပေါ့ကိုနိုင်ကြီးကိုဘာလို့ဒီနေရာမှာထားလဲဆိုတော့သူဒီလဲမိမ့်မယ်ဒီနှစ်ယောက်ကမိမ့်မယ်ဟုတ်အဲ့တော့ဒီဟာကိုအပြိုင်ဆွဲခေါ်သွားမယ်ဒရာမာတွေပါတယ်ကျမအဲ့ဒရာမာတွေကဒီတရေကိုကြည့်ရင်းနဲ့တနာလာရအောင်အဲ့တနာလာတဲ့နေရာကိုဘယ်သူလုပ်နိုင်မလဲကျွန်တော်ရွေးချယ်လိုက်တယ်ကိုနိုင်ကြီးကိုထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ကားကြည့်သွားတယ်ဒီတရေကြီးကိုပဲပရမတ်တို့ကြောက်တယ်နောက်တော့ TV ချစ်လာတယ် အတနာလာတနာလာကနေချစ်တာလည်းအထီးဟောဟောဖြစ်သွားရအဲ့ဒီတော့ကျွန်တော်တို့တော့ဟုတ်အဲ့ဒီထဲမှာတူတူရဲ့ဟိုအာနေကျအတာကျတွေရှိရောနော်အာတာကျအာနေကျလို့ပဲပြောအောင်မလားဟိုတော့ကိုနိုင်ကကြီးစည်တန်ကြတယ်မခံနိုင်တဲ့လို့ဟုတ်မလားအော်ဟိုဒါကကရိုမတင်ကဘာကြီးပို့ပြရပါဟုတ်ဦးအလောကကြတော့လေ तू ကညမှာထွက်တယ်နေပြောက်သွားတယ်ဒါလေးကိုဖန်ဆားထားတာလေဟုတ်ဒါကတော့ကျွန်တော်တို့ရဲ့အတွေးပေါ့နော်ကျွန်တော်တို့ကဒီဟိုဘယ်လိုပြောမလဲ creative thinking ပေါ့အဲ့ဒါကို creative ဖြစ်အောင်လုပ်ရတာကျွန်တော်တို့ဒီဒီဘယ်လိုပြောမလဲသူတို့လည်းတခြားဇာတ်ကားတွေက character နဲ့မတူအောင်လို့ကျွန်တော်တို့က differently စဉ်းစားရတယ်ဒီကျွန်တော်အဲ့ဒီနှစ်ယောက်ကအဲ့တော့မှသွားပြီး opposite ဖြစ်မှာဟိုဘက်ကဥပ္ပါလောကလည်းညပဲထွက်လို့ရတယ်သူတို့ဆီကလည်းညပဲထွက်လို့ရမှာဒီနှစ်ယောက်ကစုံညမှာပြီအဲ့တော့ဒီနှစ်ယောက်ကိုလည်းအဲ့လိုအဲ့လို ဟိုဘယ်လိုပြောမလဲရင်ဆိုင်စီကျင်တာပေါ့ရင်ဆိုင်စီကျင်တာပေါ့နော်အဲ့လိုဖြစ်သွားဒီမှာကျတော့ဟိုကိုနိုင်ကျတော့အလှုပ်လှုပ်သွားတာ အတော်တော်လေးကိုကောင်းနေတယ်ဟိုအလိုကကျတော့အငြိမ့်နဲ့ငါနေတို့စဆုတာမကြိုက်ဘူးလို့ပြောတာတော့ဒီတလုံးနဲ့တော်တော်ဟိုထိရောက်တယ်နော်ဟုတ်ကဲ့နောက်ဟိုဒရမာမှာနှစ်ယောက်ဆုံးမှရှိရတယ်ဟုတ်အဲ့တော့ဥရလောကမှာလည်းဒရမာရှိတယ်လို့အာဟိုကိုနိုင်မှာလည်းတို့မတွဲမှာလည်းဒရမာရှိတယ်ဟိုဘက်ကမိဘမြစ်တာဟိုကဆရာတပည့်မြစ်တာအဲ့မြစ်တာကခုပြရတယ် ကြပြီးတော့လွန်ဆွဲကြရတယ်ဟုတ်ကဲ့အဲ့ဒါပဲအဲ့ဒီမှာမှအာဒီမှာရဲလွင်ဥနေရပေါ့နော်တူတော်မတ်တင်းဝင်ပြီးတော့ရဲလွင်ဥနေရကလည်းတုံတုံလို့လုံးလို့မရဘူးမလုံနိုင်တော့မလုံနိုင်အဲ့တော့လည်းကျွန်တော်အဲ့ဒီနေရာမှာဘယ်သူ့ကိုထားရမလဲဆိုတာစဉ်ကိုမစဉ်းစားကြရဘာဖြစ်လို့လဲဆိုတော့လူအစိမ့်တယောက်ဖြစ်ချင်တယ်ပလိတ်သက်တိနေကြလူမဖြစ်ချင်ဒီလူကြီးကဝင်ပူးတော့မယ်တိနေတယ်ဆိုတဲ့ဟာမျိုးအဆင်မပြေဘူးလေအဲ့မှာကျွန်တော်ကဘာဘာဖြစ်ချင်လဲဆိုတော့ပထမဆုံး ဒီရဲမေကိုဝင်လာတဲ့အချိန်မှာပြိဿကကြည့်ပြီးတော့ဘာလဲပေါ့နော်။ဟောဒီကောင်မျက်တောင်မခတ်ဘူး။စကားပြောတာ။တောက်ချောင်မျက်တောင်မခတ်ဘူး။အဲ့မျက်တောင်မကြာကြီးမခတ်ပဲနေဘူးကမလွယ်ဘူး။အဲ့မျက်တောင်မကြာကြီးမခတ်မျက်ရည်ကြာတယ်။မကြာရင်မျက်လုံးရဲလာ။အဲ့တော့မျက်လုံးကြီးရဲလာတယ်ဟောဒီပါတယ်ကျွန်တော်။ပြီးတော့မျက်လုံးရဲကြီးနဲ့မျက်တောင်မခတ်ပဲမျက်ထောက်နေတယ်။တကားလုံးစကားပြောသွားတယ်။ပြီးတော့အဲ့ဒီအချိန်မှာသူလှုပ်သွားတဲ့ acting က तू ကသူ့ရောမတင်းလှုပ်တာကိုလာထိုင်ကြည့်နေတယ်။ ်လာထိုင်ကြည့်ပြီးအဲ့ဒီတိုက်ပြန်လောရတယ်အဲ့လိုလုံးမဒီနှစ်ခုကသွားချိန်မိတယ်အဲ့ဒီနမူနာမှာလည်းအဲ့လိုချိန်မိတာကိုထင်ရှားအောင်ပြတာကိုမျိုးကကျွန်တော်သိတာလေသူမလုံးနိုင်ဘူးဆိုရင်ဒါတော်တော်ခွာပါပြီပါပြီပြက်ပြီပြက်ပြီပေါ့ပြက်ပြီပေါ့မမဒီမှာပေါ့နော်၆ချားစရာတွေကြားရဲပေါ့နော်ဒါစဖွင့်နေဆိုကြတဲ့ကျွန်တော်တို့အာဘုန်းကြီးကျောင်းပေါ်ကဒါလေးနဲ့ကြီးကန်းအော်တာနဲ့ဒီဟာနဲ့အာဒီ၆ဆရာကောင်းအောင်ဒီလိုစဖွင့်နိုင်တာ ဒါကတရေကားမှာဆိုရင်ဘာနဲ့ဖန်းစားရလဲဘယ်လိုဖွင့်ဒါမျိုးရှိလားရှိရပါသွားဟိုကကျွန်တော်ကဒီ atmosphere လို့ခေါ်တယ်ပေါ့နော်ဒီအခုဆိုရင်တော့လူငယ်တွေတို့ကြတော့ vibe ပေါ့နော်ဒီတရေကားရဲ့ vibe လေးပေါ့သူအဲ့ဒါလေးရအောင်လို့ဒီအမွေအသက်ကလေးရအောင်လို့အဲ့လိုညဆိုတဲ့အမွေအသက်ကိုပြပြအောင်ပြပြီးပြမလဆိုတဲ့အမွေအသက်ကိုပြပြမအဲ့ဒီကနေ၆ချားစရာလို့ညရဲ့အတန်လေးကသူတို့ညရဲခေါ်ဆောင်သွားနိုင်တယ်ဟာမျိုးပေါ့နော်အဲ့လိုမျိုးတွေလုပ်ရအောင်ညရဲခေါ်ဆောင်သွားနိုင်တယ်ပြင်ဒီနွား ခလောက်လေးတွေနော်နွားချူတန်လေးတွေကဒီဟာလေးကဘလို့စိတ်ကူးနဲ့ဘလို့လေးပုံဖော်ပြီးတော့အဲ့တော့အဲ့ဒီနေရာမှာကလည်းအဲ့လိုပေါ့ကြောက်စီကျင်တာလေကြောက်စီကျင်တော့ဆိုမြမအယူရလည်းဖြစ်ရမယ်ဖြစ်ရမယ်ဆိုနွားခလောက်လေးတွေကိုတုံးတယ်ဒါနိုင်ငံညမှာဆိုရင်တော့ဒီလူဟာမျိုးတွေခေါင်းလောက်နေတုံးကြတာသူတို့ခေါင်းလောက်ကျွန်တော်တို့ကဒီမှာနွားခလောက်လေးတွေကိုတုံးတယ်တွားနဲ့ပူလိုက်ပက်တယ်ဂန်နဲ့ပူလိုက်ပက်တယ်အဲ့ဒါတွေကကနွားတွေလားပေါ့နော်ထင်ပါစရာအဲ့ဒါလေးအားလုံးဒီထဲမှာလွတ်သွားတာဟုတ်နွားခလောက်တွေမြည်ဆိုတဲ့တေးတဲ့လူတွေထလာပြီဆိုတော့ ပေါ့ဒါဒါဒီမှာဆိုကျွန်တော်တို့ဟိုကွန်မန်တစ်ချက်ချက်ကစားသွားတာတွေပေါ့နော်အမဖျားတွေလှန်ကျင်းမှာအောက်မှာတေသူတွေရဲ့အကောင့်တွေဖြစ်နေတာလေဟိုအကောင့်ပြင်နေအကောင့်ပြင်နေအကောင့်ပြင်နေမှာသူတို့အိတ်နေရနောက်ပြီးတော့ဟိုဟာကိုကောင်နဲ့ကိုဘရန်ဒိုတင်နဲ့ဆိုရင်အာအကောင့်ကိုတော့ဖွင့်တာခေါင်းပန်းလှန်ပြီးတော့အဲ့ဒီဟာလေးဒီဟာလေးကတော်တော်လေးဒါလည်းဖန်းစားတယ်ဘယ်သူဖွင့်မလဲပေါ့အရင်ဖွင့်ရ တကယ်လို့ဒါအဲ့နေရာမှာဟိုကောင်မလေးတယောက်ဆိုရင်သူတို့ခေါင်းပန်းလန်နေမှာမဟုတ်တော့ပြန်နေတဲ့လူကကျောက်ရမယ့်ဟာကျတော့လန်နေကြတာအော်အဲ့တော့ဒီထဲမှာ brand နည်းနည်းအာအဲဟိုဟိုကိုးကာနည်းနည်းလဲတော်တော်ပွဲသားဆိုလူလဲအဲ့တော့လဲလဲဆိုတော့အဲ့နေရာကဟိုကလို့တော့ तू မပွင့်နေတဲ့ဟာတွေဆိုလို့ရှိရင်ဟိုကို brand ကိုဖိလိုက်လေဒါအမှန်ကကျွန်တော်တို့ကကားရှိတယ်လို့မပြတကယ်နောက်ပိုင်းအဲ့ပတ်သက်ကြာပြီးပြန်ကောက်ရတဲ့ကျွန်တော်ကြီးနှစ်ပတ်စလုံးကောင်းပြင်းတယ်အဲ့လိုလားအရင်ကကောင်းပြင်းတယ် ကိုမျိုးဒီမှာကျွန်တော်တခုမေးစရာရှိတာပေါ့နော်ဒီနေရောက်ကအတူတူတော့လာတယ်ဒါပေမဲ့သူတို့နေရောက်ကတစက်မှမတက်အောင်ဒီဟာလေးကဘလို့ကစားရတာလဲဘလို့ပြကျင်လို့လဲသူကအဲ့လိုသူကတက် conflict ကသူကဟိုအင်အားဖြစ်စီတာအင်အားဖြစ်တယ်ဆိုတာ block ကိုဖြစ်စီတာသူကဒီ conflict မရှိရင်မဖြစ်ဘူးလေအဲ့လိုသူတို့နေရောက်ဒီပြဿနာတက်နေတာကက block ဖြစ်နေရသူကအဲ့လိုလေးလောက်တာအဲ့သူတို့နေရောက်ကချိန်ချိန်ကြီးနဲ့သဘောသဘောနဲ့ဖြစ်နေကြရင်ဒါဒါပြဿနာမရှိတော့ဘူးသူကအဲ့ဒါကြောင့်အဲ့လိုဖန်တီးတာပါ ဟုတ်ပါပြီအဲ့တော့တူတော်တဆေကိုအာကျွန်တော်တို့ဒါတဲ့ရရှိလာတဲ့အမြတ်ရကနုံပြည့်ကိုလှူမယ်လို့ဘယ်လိုစဉ်းစားမိကြလဲဘယ်လိုစိတ်ကူးကြလဲဒီဟာကိုစဉ်းစားလိုက်တဲ့အချိန်အထူးသဖြင့်ဒီကာလပေါ့ကျွန်တော်တို့ Facebook ကိုသတင်းကိုကြည့်တိုင်းကြည့်တိုင်းမှာဘာဖြစ်လဲဆိုတော့ဟိုနာရီသတင်းတွေနဲ့အနိဋ္ဌာယုံတွေမြင်ရအဲ့လိုမြင်ရတဲ့အချိန်မှာကျွန်တော်တို့ကြော်ညာတွေတင်တိုင်းတင်တိုင်းမှာကျွန်တော်တို့မှရွေးချယ်စရာလည်းမရှိဘူး။ဒါဆိုကျွန်တော်တို့ရိုက်ထားတဲ့ ဒီရက်ကိုပြပါမယ်လို့ရွေးချယ်ပြီးရိုက်ထားတာလည်းမဟုတ်ဘူး။သူကအဲ့လိုဖြစ်တယ်။အဲ့လိုတင်းရင်တင်းနဲ့ဘာဖြစ်လာလဲဆိုတော့ဟိုကိုမကူရှက်တယ်လို့လည်းခံစားရတယ်။နောက်မကြိုက်တော့ဘူး။အဲ့တော့ဘာလုပ်ကြမလဲပေါ့။တိုင်ပင်ကြတယ်။တိုင်ပင်ကြတဲ့အချိန်မှာဟုတ်ပြီ။အဲ့တော့ဒီအချိန်မှာကျွန်တော်တို့ကရွေးချယ်ခွင့်မရှိတဲ့အတွက်ရွေးချယ်ခွင့်ရှိအရာရှိတယ်ကျွန်တော်တို့။အဲ့တော့ပရိုဂျူဆာကိုမေးကြည့်တာပရိုဂျူဆာကလည်းအော်ဒီဥစ္စာကိုစမ်းမရှိဘူး။သူအမြင်မရရင်နေစေ။ ီလိုအခြေအနေမျိုးမှာလည်းကျွန်တော်တို့စီဝါမရှာခြင်းအဲ့တော့စီဝါမရှာတော့ကျွန်တော် ရုပ်ရှင်မှာလည်းရုပ်ရှင်မရိုက်တတ်တယ်ကချမ်းဒီအချိန်မှာပွဲလမ်းတွေသွားလို့လည်းမရအောင်ဒီရင်တော့လို့နှင်းစီပွဲတွေပဲလုပ်ဖို့လည်းအဆင်မပြေတော့ဘူးဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ပါကျွန်တော်တို့ရိုက်ထားတဲ့ရုပ်ရှင်လေးကိုပြပြီးရတဲ့အမြတ်ငွေအားလုံးကိုကျွန်တော်လှူလိုက်တယ်ပထမတော့ကျွန်တော်တို့က80ရာခိုင်နှုန်းလို့ကျွန်တော်ကပြောတယ်ဘာလို့80ရာခိုင်နှုန်းလို့ပြောလဲဆိုတော့ဟို20ရာခိုင်နှုန်းကအမြတ်ခွန်တွေပဲရှိသေးတာပေါ့ဟုတ်တို့ရှိသေးတယ်ဈေးစကားတွေရှိအောင်ဈေးစကားတွေရှိအောင်ဒါပေမဲ့ပရိုဂျူဆာရဲ့စီစဉ်တာလည်းကောင်းတယ်အဲ့20ရာခိုင်မျိုးသူထပ်ဆိုင် ကျန်တဲ့အမြတ်ကုန်တွေပဲကုန်လဲဟိုကထပ်ဆိုင်တယ်။ဒါပေမဲ့အမြတ်ကုန်တွေကိုပါကုန်ရအောင်ပဲဒီဥစ္စာ donation ဖြစ်သွားပြီ။ဟုတ် donation ဖြစ်သွားတဲ့အတွက်အမြတ်ကုန်တွေလည်းတခါလေရှင်းသွားတယ်။အဲ့တော့100%လှူမယ်။ကဲလှူအဲ့ဒါကျွန်တော်ကုန်ရစိတ်ပဲရှိတော့မယ်။အဲ့တော့အဲ့ဒီအတွက်ကျွန်တော်100%လှူပြတယ်။ဒီကနေ့ပတ်သက်ပြီးတော့ဒီလှူနဲ့ပတ်သက်လို့ဘာလေးပြောပြခြင်းတာပြောထားခြင်းတာရှိသေးလဲဦး။ကျွန်တော်တို့တစ်ခုခုပေါ့လှူခြင်းတယ်လှူခြင်းတယ်ဆိုတော့ဟိုကုညီခြင်းတာပေါ့နော်။လူတွေဒုက္ခရောက်နေတာကိုဒီတိုင်းထိုင်ကြည့်နေရတာ။အရသာမရှိဘူး။ဥပ္ပကူစိတ်ပြတ်နေတယ်။ တော့အဲ့တော့လှူတဲ့အချိန်မှာလည်းနည်းနည်းပါးပါးတက်နိုင်သလောက်မစုမပုလှူလို့ရပါတယ်အဲ့တော့ဒါပေမဲ့အဲ့လိုလည်းမလှူရင်ခဏတိုင်းကျွန်တော်တို့လှူနေကြတာအဲ့လိုယာနဲ့ထောင်နေအများကြီးကြီးလှူနေကြတာလေလှူနေကြတဲ့အချိန်မှာလည်းအဲ့လောက်ဖြစ်ချင်းတယ်ဖြစ်ချင်းတော့အဲ့ဒါကိုပရိုဒျူဆာကိုကျွန်တော်တို့ပြောလိုက်တဲ့အချိန်မှာပရိုဒျူဆာကလည်းဝမ်းတာအားရကြိုးဆိုတယ်သူသူလည်းမလှူပါသေးဘူးလှူကျင်နေဆိုတော့အဲ့လိုရားတဲ့လောက်ဝင်ပြီးအများကြီးရအဲ့လိုလှူဖြစ်သွားတာပေါ့နော်အဲ့လိုလှူဖြစ်တာကိုပဲဝမ်းတာနဲ့အဲ့တော့ကျွန်တော်တို့ကဒီကက်တီးမှမမီပဲလေ ပြန်လဲထူထောင်ရေးမှာမီရမယ်အဲ့ပြန်လဲထူထောင်ရေးကာလမှာတော့ကျွန်တော်တို့အကောင်းဆုံးနေရာတွေကနေပါဝင်သွားမှာပေါ့ဒီစပါဒီက